ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မစားရတာကြာပြီဖြစ်တဲ့မုတ်ပိုင်တောင်မုတ်လေအိမ်မှာအလွယ်လောက်စားဖြစ်လို့ပြုလုပ်နေလေးကိုလာမြှောက်ရပေးရရှိပါတယ်ဒီမုတ်လေးရဆိုလို့ရှိရင်စားဘူးတဲ့သူတဲ့သိကြမှာပေါ့နော်တူရရတာလေးရဆိုလို့ရှိရင်စိတ်စိတ်မှုမှုလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ရှင်ပထမဆုံးဖြူတို့နှံအမဲကိုကိုလိုအပ်သလောက်လှော်ဟပေးလိုက်ပါမယ်နော်ဒီနှံအမဲလေးကိုကြတော့အနက်လေးမှုလာတဲ့ထိပေါ့နော်လှော်သွားပေးလိုက်ပါတယ်ရှင် ဒီမောက်လေးကိုဆိုရင်အိမ်မှာရှိတဲ့သူတွေအကုန်ကြိုက်ကြတယ်ပေါ့နော်။သူရရတာလေးရဆိုလို့ရှိရင်စိတ်စိတ်မမွှေးလေးနဲ့ဒီနှမ်းထောင်းနှမ်းမမွှေးလေးနဲ့ပေါ့နော်အရင်စားကောင်းပါလေရှင်။နောက်တစ်ခုကတခြားမောက်တွေနဲ့စာရင်ပါဝင်ဖြစ်စီလည်းနေပြီးတော့အကုန်ကြလည်းအရင်ကိုတတစေပါလေရှင်။နန်းလော်လေးကအနက်လေးမွေးလာပြီဆိုလို့ရှိရင်တော့ဖြူတို့သူ့ကိုမြုပ်ဆောင်သေးကိုကြောင်းထပ်ပေးထားလိုက်ပါမယ်။ပြီးရင်တော့သူ့ရဲ့ကိုဖြူတို့တခြားထမင်းစာစုံရဲ့တဝက်စာလောင်းနဲ့စာလက်ဖက်ရည်စုံရဲ့တဝက်စာလောင်းကိုထည့်ပြီးလို့ရှိရင်တမတော်အောင်ရောထောင်းပေးထားလိုက်ပါမယ်။ ကဒီနေဟာလေးဆိုလို့ရှိရင်တော့ဖြူတို့ရဲ့နန်းလှော်ထောင်းမှုမွေးလေးရတော့ရပါပြီရှင်။ပြီးရင်တော့မုတ်ကိုစပြီးတော့လှုပ်ပေးလိုက်ပါမယ်နော်။မုတ်လုံးရံအတွက်ဆန်မုတ်၊ဟိခက်ဆုံမုတ်မောင်၊လေးစွန်းစာလောင်းနဲ့ကောက်ညင်မုတ်၊ဟိခက်ဆုံနဲ့တဆုံနဲ့တဝက်စာကိုထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့သူ့ရဲ့ဖြူတို့စာလေးနှင်းငယ်ကိုထည့်ပေးလို့ရှိရင်တမတော်အောင်ခဏလောက်ဝင်ထားပေးလိုက်ပါမယ်ရှင်။ နာလုံးဖွဲ့ပြီးတာနဲ့ဖြိုးသွားသူတွေကိုရေကိုနည်းနည်းချင်းစီထည့်ပြီးတော့ပေါ့နော်နည်းသွားပေးလိုက်ပါတယ်။ရေဝကြတော့ဖြိုးတို့အကုန်လုံးမထက်သေးပဲနဲ့ပေါ့နော်နည်းနည်းချင်းစီထက်သွားပေးပါလို့အချင်းပေးချင်ပါတယ်ရှင်။ဒီမှာဆိုလို့ရှိရင်တော့ဖြိုးသုံးသွားလိုက်တာ150မီလီလောက်ရှိတယ်ပေါ့နော်ရေ။ရေကိုဖြိုးတို့ခုလိုမျိုးလေးပေါ့နော်နည်းနည်းချင်းစီထည့်ပြီးတော့နည်းသွားပေးလိုက်ပါမယ်။ဒီမုံနဲ့လုံးဝနှက်သွားတဲ့အထိပေါ့နော်။ ဒီနေရာမှာဖြိုးလို့ရေကိုထက်သွားရင်ထက်သွားရင်လည်းပေါ့နော်လက်လွန်သွားတဲ့ရေကများသွားတဲ့ဆိုလို့ရှိရင်တော့ဆန်မှုကိုကိုလိုအပ်သလောက်ပေါ့နော်ထက်ထက်ပြီးတော့နေသွားပေးနိုင်ပါတယ်ရှင်ကဲခုဆိုလို့ရှိရင်တော့ဖြိုးလို့နေသွားလိုက်တာမုတ်ကလုံးမခုလိုမျိုးလေးပေါ့နော်အသားလေးကချောချောလေးဖြစ်နေပြီပေါ့နော်ဒီနေထားဆိုလို့ရှိရင်တော့သူ့ကိုစပြီးတော့ပြုတ်ပေးလို့ရပါပြီဖြိုးတို့သူ့ကိုစပြုတ်ပေးရင်အတွက်ခုလိုမျိုးလေးအလုံးလေး၃လုံးစာလောက်ကိုလုံထားပေးလိုက်ပါမယ် ပြီးရင်တော့ဖြူတို့ပပွက်ဆိုတဲ့ရင်ွေအိုးထဲကို9မိနစ်လောက်ပေါ့နော်ထည့်ပြုတ်ပေးထားလိုက်ပါမယ်ရှင်ဖြူကတော့ခုလိုမျိုးလေးပပွက်ဆိုတဲ့ရင်ွေအိုးထဲကိုထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့9မိနစ်လောက်ပြုတ်ထားပေးလိုက်ပါတယ်ကဲဖြိုးတို့ပြုတ်ထားတာ9မိနစ်လောက်ရပြီဆိုလို့ရှိရင်တော့သူ့ကိုဆက်ထုတ်ပေးထားလိုက်ပါမယ်နော်ဆက်ထုတ်ပြီးလို့ရှိရင်တော့ခနာကမုတ်လုပ်ထားတဲ့ပုဂံထဲကိုပဲပြန်ထည့်ပေးထားလိုက်ပါတယ် ကဲပြီးလို့ရှိရင်တော့မုံလုံးလေးတွေကိုဖြူတော့ခုလိုမျိုးလေးဇွန်လေးနဲ့ထိုးချစ်ပေးထားလိုက်ပါမယ်နော်မုံလုံးလေးတွေကိုထိုးချစ်ပြီးရတယ်ဖြူပါသူတွေကိုဒီဟင်ချက်တဲ့စီပေါ့နော်ဒီစီကိုဖြူပါသမင်စာဇွန်နဲ့သုံးဇွန်စာလောက်ကိုထည့်ပေးလိုက်ပါရရှင်ဖြူရိုစီကိုထည့်ပြလို့ရှိရင်တော့လက်လေးနဲ့လုံးဝမဟုတ်တာဘောနော်တသားလေးဖြစ်သွားအောင်နေသွားပေးလိုက်ပါမယ်ရှင်။ ီနေရာမှာပူနေသေးရင်ခဏလောက်အေးခံပြီးမှနေသွားပေးပါလို့အကြံပေးချင်ပါတယ်ဖြူကတော့ဒီမှာနယ်လက်ဆန်းတဲ့ခါနဲ့နယ်လက်တဲ့ပေါ့နော်နယ်လက်ချိန်မှာတော့နည်းနည်းလေးတော့ပူနေသေးတယ်ပေါ့နော်ကဲဖြူတို့အုတ်သားလေးကိုခုလိုမျိုးလေးလုံးဝအီအီလေးနဲ့ပေါ့နော်တသားတစ်ဖြစ်သွားတဲ့အထိနေသွားပေးလိုက်မယ်ဒီအနေထားလေးဆိုလို့ရှိရင်တော့ဖြူတို့ရဲ့မုတ်လေးကမုတ်ပွက်တော့လှည့်လို့ရပြီပေါ့နော်ကဲပြီးရင်တော့ဖြူတို့စပြီးတော့မုတ်ပွက်တော့လုံးလေးတွေကိုလှိုက်ထားပေးလိုက်ပါမယ်ရှင်ခုလိုမျိုးလေးပေါ့နော်အချီးသေးရတော့ကိုယ်စိတ်ကြိုင်ချိန်ဆရပေါ့နော်လှိုက်ပေးနိုင်ပါတယ်ရှင် ဒါလေးကတော့နောက်တစ်မျိုးပေါ့နော်ဒါလေးကိုကြာတော့ဖြုတ်ပါမုန်နှင်းနေငယ်ကိုယူပြီးတော့ဒီမတုံးရသေးတဲ့ဘီလေးနဲ့ခုလိုမျိုးလေးဖြီးပြီးပေါ့နော်အလှဆင်ပေးထားလိုက်ပါတယ်ရှင်ဒီနေရာမှာခုလိုမျိုးလေးမလုပ်လည်းရတယ်ပေါ့နော်ဒီတိုင်အချောင်းချောင်းလေးပဲလှိပ်ပေးမယ်ဆိုလည်းရပါတယ်ရှင်ဖြူကဗီဒီယိုလေးနဲ့တစင်းရိုက်ပြတာဆိုတော့ထထလေးလိုချင်တာဖြစ်တဲ့အတွက်ခုလိုမျိုးလေးအထလေးပေါ့နော်ဆင်ထားပေးလိုက်ပါတယ်ရှင် ကန်ဖြူတာအားလုံးကိုလုံးလုံးပြီးပြီဆိုလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးတော့သူ့ကိုမိနစ်30လောက်ပေါင်ထားပေးလိုက်ပါမယ်နော်။ ကဲဖြူရပေါင်းထားလိုက်တာမိနစ်30ဖြစ်သွားပြီဆိုလို့ရှိရင်တော့ရပါပြီရှင်ဒီနေထားလေးဆိုလို့ရှိရင်တော့ဖြူတို့ရဲ့မုတ်ပိုက်တော့မုတ်လေးရတော့ချက်ပါပြီချက်ပြီဆိုလို့ရှိရင်တော့သူ့ကိုစောင်းမကန်ထဲကိုထည့်မယ်ပြီးရင်တော့အပေါ်ကချစ်ထားပြီးသားအုံးဒီလေးဖြူမယ်ပြီးလို့ရှိရင်ဖြူတို့ခဏကထောင်းထားတဲ့နှံထောင်းလေးကိုဖြူပြီးလို့ရှိရင်တော့သုံးဆောင်နိုင်ပါပြီရှင်ကဲခုဆိုလို့ရှိရင်တော့အရင်လက်လွက်ကိုယူရှင်ပြီးတော့အရင်ကိုစားလို့ကောင်းတယ်ဖြူတို့ရဲ့မုတ်ပိုက်တော့ဆက်ဆိုင်လေးရတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်စားလို့လည်းအရင်ကောင်းပြီးတော့လုံနေလေးရလက်လွက်ကူတာမို့ဒီဗီဒီယိုလေးရအောင် ောင်းတော်အတွက်အစီအပြေမယ်လို့ညွှန်နေပါတယ်ရှင်။ကက်ဒီနီရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြိုနေဘယ်တဲ့တင်မှာပြန်ဆွေးကြမယ်နော်။အားလုံးဘိုင်